ားလုံးပဲမင်္ဂလာပါရှင်။နှွေဦးနရသိန်း channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာကျော်စွာထက်ရေးသားထားတဲ့နာယီဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါရစေ။နာယီ တိုက်ပြီးဟာဒေါ်ဆန်မဲကြီးဟာဒေါ်ဆန်မဲကြီးကားသမားပဲမလဲမပြေးစင်းနဲ့ဖမ်းထားကြဘုံကနေဆူညံသွားတယ်စောစောကကြုတ်ဆိုင်မှာထိုင်ပြီးစကားပြောနေကြတဲ့လူတွေအားလုံးကားတိုက်တဲ့စီပြေးသွားကြတယ်။ကြုံနာမှာထိုင်ပြီးကွန်ဒီစိတ်နေတဲ့ကြုံမိမတောင်ဘယ်တော့မှထထသွားလိုက်လည်းမသိဘူး။ခုကြည့်လိုက်တော့ကြုံနာမှာမရှိတော့ဘူး။ကားနာမှာတော့လူတွေဝိုင်းအောင်နေပြီးတယောက်တစ်ပေါက်ပြောကြဆိုကြပဲ။လမ်းဘေးအိမ်တွေကလည်းလူတွေပြေးထွက်လာကြတယ်။ လမ်းပေါ်မှာတွားနေတဲ့လူတွေကလည်းကားစီကိုဝိုင်းအောင်လာပြီးရိုက်ကြည့်ကြတယ်။ဒီလိုနဲ့ကားတိုက်တဲ့နေရာမှာလူအုပ်ကြီးဖြစ်လာတယ်။လူတွေကဝိုင်းအောင်ကြည့်ပြီးတယောက်တစ်ပေါက်ပြောကြဆိုကြပဲ။ခရမ်းရမ်းလူငယ်တစုကတော့ကားသမားကို ရိုက်မယ်နှက်မယ်တကယ်ကဲလုံနေလို့အနာကလူကြီးတွေကဆွဲထားရတယ်။နှုတ်မို့ဆိုရင်တော့ကားသမားမလွဲဘူး။အဲ့ဒီနေရာတွင် ပွဲချင်းပြီးသွားနိုင်တယ်။တိုက်တဲ့ကားသမားကစိုးတော့မစိုးရှာပါဘူး။ တိုက်တယ်ဆိုတာနဲ့ကားကိုရက်ပေးတယ်။သူများအကားသမားတွေဆိုဘယ်ဒီလိုရက်ပေးလိမ့်မလဲ။နောက်မှဖြစ်ချင်ရဖြစ်မောင်းပြေးမှာပေါ့။ကားတိုက်ခံရတဲ့ဒေါ်ဆန်မဲကိုလူတွေဝိုင်းပွေပြီးကားပေါ်တင်လိုက်ကြတာမြင်ရတယ်။နောက်လူလေး၅ယောက်လောက်ကားပေါ်တက်လိုက်ပြီးကားထွက်သွားတယ်။စေးရုံပို့တာနေမှာပေါ့။အဲ့ဒီနောက်ကားတိုက်တဲ့နေရာမှာလူစု꽌ရသွားတယ်။အိမ်ထဲကထွက်လာကြသူတွေလည်းအိမ်ထဲပြန်ဝင်သွားတယ်။လမ်းသွားရင်ကရက်ကြည့်တဲ့လူတွေလည်းကိုခီးကိုဆက်သွားကြတယ်။ ကျုပ်ဆိုင်ရှိခုံတန်းကထထွားတဲ့လူတွေလည်းကျုပ်ဆိုင်ကိုပြန်လာကြတယ်။အလုံးကြွက်စီကြွက်စီပဲ။ဆေးရုံတော့ခေါ်သွားကြလေ။ကျုပ်တော်တိတ်မထင်ပါဘူးတော့။သုံးနံကားချင်းနဲ့ခါဖြတ်တိုက်တဲ့ဥစ္စာ။မြင့်မြင့်ကိုရီကြည့်ခဲ့တဲ့ကျုပ်မိမက ရောက်ရောက်ချင်းဖောက်တယ်ချလိုက်တယ်။တိတ်မာပါဗျာ။တွေးရည်ရဲ့နေတဲ့ဥစ္စာ။နောက်ပြီးအသက်ရဲကလည်းကြည့်ပြီဆိုတော့ပိုချိုးတာပေါ့။ ကျုပ်ဆိုင်ကမီးရှို့ထားတဲ့အုံးစံကြိုးကနေဆိတ်လိမ့်ပြီးတို့နေတဲ့စိုက်ကားသမားကိုဖို့အောင်ကပြောလိုက်တယ်။တနာတော့တနာပါတယ်။အနေဆင်းရဲ့အသိဆင်းရဲဆိုတာဒါမျိုးနေမှာပဲ။အေးပေါ်လေးဝတ်တော်ကြွတ်သွားတာပေါ့။ကျုပ်မိမကစုတ်တက်ပြီးကောက်ချက်ချလိုက်တယ်။စောစောကကျုပ်ဆိုင်ရှိကထိုင်ကုန်ရှိမှာထိုင်းနေတဲ့ကောင်လေးတွေပြန်ရောက်လာကြပြီးစောစောတော့ကလိုပဲစကားဝိုင်းဖွဲ့ကြပြန်တယ်။စောစောတော့ကတော့ရောက်တက်ရရာပြောကြဆိုကြ ကျောင်းကပြန်လာတဲ့ကောင်မလေးတွေကိုဟေလာဝါလာနဲ့နောက်ကျပြောင်းကြလောက်ကြပေမဲ့ခုတော့ဒေါ်ဆန်မဲကြီးကားတိုက်တဲ့အကြောင်းပဲပြောတာကြားရတော့တယ်။အားလုံးလူလူကတော့ဒေါ်ဆန်မဲကြီးကိုတနာကြတာပါပဲ။ကျုပ်လည်းပဲစိတ်ကောင်းပါမလဲ။ကျုပ်တင်မဟုတ်ပါဘူး။ဒေါ်ဆန်မဲကြီးအကြောင်းကို သိတဲ့သူတိုင်းသူ့ကိုတနာကြမှာပါပဲ။တကယ်တော့ဒေါ်ဆန်မဲကြီးဘွားကတနာကြပါ။ဘယ်သူကမှကျွေးမဲ့မွေးမဲ့လူမရှိလို့ရက်ွက်ထဲမှာတောင်းရန်စားတောင်းနေရတယ်။ အစကတော့ဒီရက်ွက်ထဲမှာကိုသိန်းတိုးဆိုတဲ့လူအိမ်မှာနေတယ်။ကိုသိန်းတိုးကကြွေးမွေးထားတယ်ဆိုပါတော့ကိုသိန်းတိုးနဲ့တော်ဆံမေကတူကြီးတဝန်းခွဲတော်သေးတယ်လို့ပြောကြတယ်။ကိုသိန်းတိုးတို့လင်မယားကတရုတ်တန်းစီမှာအဝတ်စားတွေအထည်တွေရောင်းနေသူပါ။ဆိုင်ကတိတ်ကြီးကြီးကျယ်ကျယ်မဟုတ်လို့ပူပူရှန်ရှန်ကြီးမရှိလာပေမဲ့စားနိုင်တော့နိုင်သူတွေပါပဲ။တော်ဆံမေကြီးကိုတနာလို့ကြွေးထားမယ်ဆိုရင်တင်ကြွေးထားနိုင်တဲ့သူတွေပေါ့။ဒါပေမဲ့ကိုသိန်းတို့မိမမတ်စိန်ထေးက အစကတည်းကတိတ်ကြည့်ပြူတာမဟုတ်ဘူးအဖွားကြီးကိုဝစ်ကြီးဝင့်ငယ်ပြုစုရတာကိုစူအောင်စူအောင်နဲ့မစိန်ထေလိုမိမမျိုးကရောက်ကမအရင်တောင်မဖြစ်ရင်သာပြုရမှာခုလိုကိုသိန်းတိုးနဲ့တူကြီးတဝမ်းခွဲလောက်ကိုတော့ဘယ်ကယူဆိုင်လိမ့်မလဲဒီထဲကအဖွားကြီးကအသက်ကလေးနည်းနည်းရလာပြီးတငယ်ပြန်တယ်လို့လို့ဖြစ်လာတော့ပိုးဆိုးတယ်ဒီလိုနဲ့အဖွားကြီးလည်းနောက်တော့ရက်ွက်ထဲမှာပဲသူ့ဘာသာသူစင်စင်ရဲရဲတောင်းရန်စားရတယ် ိတ်တော်ရက်ွက်ဓမယုံထဲမှာပဲဒီဒုက္ခတွေကိုသိလို့ကြော့မိမကသိသွားလဲဝွကျော်သွားတာပေါ့လေလို့ပြောခဲ့တာနေမှာပါဒါပေမဲ့ကြုတ်ကတော့မသေးသေးချင်ပါဘူးဝေးဆိုတာမကြွတာနောက်သားတရမှာတော့လူတိုင်းကြောက်ကြတာကြီးပဲမဟုတ်ဘူးလား ကနေ့မနေ့ဆိုင်ဖွဲ့မို့ကျုပ်အိမ်ကထွက်ခဲ့တော့လမ်းမှာကိုသိန်းတို့တို့လင်များကိုစိုက်ကားနဲ့တွေ့လိုက်တယ်။ဒေါ်ဆာမဲကြီးကိုပြုစုဖို့စေယုံသွားကြတာနေမှာပဲလို့တွေးမိတယ်။ကျုပ်စေယုံကမရောက်ဖြစ်သေးလို့လူနာအခြေအနေမေ့ရအောင်မဲလို့စိတ်ကူးမိလိုက်တယ်။ဒါပေမဲ့သူတို့ကြည်ရတာစေယုံကိုသွားတဲ့ပုံမျိုးမဟုတ်ဘူး။ကိုသိန်းတို့ရော သူ့မိမရောဝတ်စားထားတာကြော့မော်နေတာပဲ။သူ့မိမမက်စိန်ကြီးမျက်နှာမှာလိမ့်ထားလိုက်တဲ့တနခါကလည်းဖွေးလို့ ်သူတို့ဘာသာသူတို့ဆိုင်ဖွင့်ဖို့သွားကြတာဖြစ်မယ်ဆိုင်ကားပေါ်မှာလည်းအင်ဂျီပိတ်စာတွေထည့်ထားတဲ့အထုပ်တွေနဲ့ဟုတ်ပါပြီတိတ်ကြပါတယ်သူတို့ဆိုင်ဖွင့်ဖို့သွားတာပဲကြည်စမ်းဘယ်လောက်ယုံမုန်းစရာကောင်းလိုက်တယ်လဲသူတို့မှာမေတ္တာတရားအကျဉ်းနာတရားဆိုတာရှိမှရှိသေးရဲ့လားလို့လဲတွေးမိတယ်ဒီလောက်ဂိယုနာတရားခေါင်းပါပြီလူမဆန်တဲ့သူတွေကိုကျုပ်မတွေ့ဘူးသေးဘူးသူတို့ကဆိုက်ကားနဲ့ကျုပ်ကခြေချင်း မျက်နှာချင်းဆိုင်တွေ့ကြပေမဲ့နှုတ်မဆက်ချင်တော့တာနဲ့ကြုံလဲနှုတ်မဆက်တော့ပါဘူးအစကတော့လူနာချင်းနေဘက်နေလဲဘလို့နေသေးတယ်လဲလို့မေးမလို့ပါဒါပေမဲ့သူတို့ကိုယ်တိုင်ကစေယုံကိုရောက်ဖို့နေနေတာဒေါ်ဆန်မေကြီးကားတိုက်တဲ့ကိစ္စသူတို့ကောင်းတယ်လုံးဝမရှိတဲ့ပုံဆိုတော့မေးနေလဲအပိုးပဲတမင်တွေးနေတာမဟုတ်ပေမဲ့တလန်လုံးကြုတ်ကောင်းနေမှာသူတို့အကြောင်းပဲရှိနေတယ်ကို့တော်တယောက်လုံးနေသေးမလားညသေးမလားဖြစ်ပြီး ဒဏ်ရာကြီးနဲ့လဲနေတဲ့အချိန်မှတောင်းဒီလောက်ရရက်ဆက်ဆက်လက်လျူရှုထားနိုင်တာကိုကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူးဒေါ်ဆာမေကြီးကိုတနာတာနဲ့အမျှကိုသိန်းတိုးတို့လည်းမြအပေါ်ဒေါသဖြစ်လာမိတယ်ကျုပ်ဆိုင်မှာလည်းဒီအကြောင်းပဲပြောနေကြတာပဲကျုပ်ဆိုင်ကကိုရဆိုင်ဆိုတော့လူဆုံးတယ်အရက်သေးကလူတော်တော်များများဟာအာနေရင်ကျုပ်ဆိုင်ရှိက ခုံတန်းမှာလာထိုင်ပြီးဆက်မိဆက်ရတွေပြောကြတယ်မနေ့ပိုင်းနဲ့ညနေပိုင်းဆိုရင် လူငယ်လူရွယ်တွေအလာများပြီးနေလေနေခင်းဆိုရင်လူကြီးတွေလာထိုင်ကြတယ်။ကျုပ်ဆိုင်ကလမ်းထိပ်မှာဖွင့်ထားတာဆိုတော့စိုက်ကားဂိတ်လည်းဟုတ်တယ်။ဒါကြောင့်ကျုပ်ဆိုင်မှာလူဆုံတယ်လို့စကားလည်းစုံတယ်။ဂျက်ကွက်ထဲမှာတခုခုမဖြစ်လိုက်နဲ့ဖြစ်လိုက်ပြီဆိုတာနဲ့သတင်းကရောက်လာပြီ။သတင်းကလည်းအစုံပဲ။ဂျက်ကွက်ထဲမှာဘဲအိမ်ကဖျားပွဲကြီးမထည့်တာကအစဘဲသူတမီလင်နောက်လိုက်ပြေးတာအလဲဘဲသူမိမဘဲအဝါနဲ့ဖောက်ပြန်နေတယ်ဆိုတာအဆုံး မကြကြံအဆုံးပဲဒီနေ့တော့အာလုံးဒေါ်ဆန်မေကြီးကားတိုက်တဲ့အကြောင်းကိုပဲပြောနေတဲ့ကြားရတယ်အာလုံးလိုလိုကတော့ဒေါ်ဆန်မေကြီးကိုတနာတာနဲ့အမျှကိုသိန်းတိုးတို့လည်းမြကိုဆက်ဆုပ်ရွန်ရှာကြတာပါပဲလူနာရှင်ကိုသိန်းတိုးတို့ကသာစိတ်ယုံကိုမရောက်ပေမဲ့ဒေါ်ဆန်မေကြီးကိုတနာတဲ့ရက်ွက်ထဲကလူအချို့ကတော့စိတ်ယုံရောက်ကြတယ်ဒေါ်ဆန်မေကြီးအခြေအနေကတော့မကောင်းလာဘူးတဲ့တတိပြန်မလဲသေးဘူးဆိုပဲ ညနေမှာပဲဒေါ်ဆန်မေကြီးဆုံးပြီဆိုတဲ့သတင်းကိုကြားရတယ်။ဒီသတင်းကို မျှော်လင့်ထားပြီးဖြစ်ပေမဲ့တကယ်တမ်းကြားရပြီဆိုတော့ကြားရတဲ့သူတိုင်းစုတ်တသက်သက်နဲ့ဒေါ်ဆန်မေကြီးအတွက်စိတ်မကောင်းကြဘူး။အသေးခင်ကလည်းဆင်ဆင်ရဲရဲ၊တေတော့လည်းဆင်ဆင်ရဲရဲမို့တနာကြတယ်။လူမဆန်တဲ့ကိုသိန်းတိုးတို့လည်းများကိုပဲအကျဉ်းသားတရားခေါင်းပါလွန်လှတယ်ဆိုပြီးအပြစ်တင်ကြနှကောင်းရှုံကြတယ်။ကျုပ်မိမကတော့မနေ့ကသူပြောခဲ့တဲ့အတိုင်းပဲကနေ့လည်းပြန်ပြီးကောက်ချက်ချတယ်။ အင်းလေးကြီးတောင်ကြီးကကြမှာ အစာဆင်းရဲ့အနေဆင်းရဲ့နဲ့ဒုက္ခခံနေရတာနဲ့ဆိုင်ရင်တည်သွားတာကဝစ်ကြွသွားတာပေါ့မနေ့ညနေကဒေါ်ဆိုင်မဲကြီးဆုံးနေဆိုတဲ့တရင်ကြားရပေမဲ့ယနေ့ညနေအထိအလောင်းကိုစိတ်ယုံက ပြန်သေးလာတာမတွေ့သေးဘူးဒေါ်ဆိုင်မဲကြီးကိုတနာလို့အတူပါရှူသွားခြင်းတဲ့သူတွေတရင်မေးခြင်းတဲ့သူတွေတောင်ဘယ်သွားလို့သွားရမလဲဘယ်မေးလို့မေးရမလဲမသိဘူးကိုသိန်းတို့တော်လည်းများကြည့်တော့လေဖာတိဖာသာပဲ။ အလုတ်မပြဲအကင်မပြဲကျုပ်အနေနဲ့လဲအတုပါလောက်တော့လိုက်ပို့ခြင်းပါသေးတယ်ဒေါ်ဆန်မေကြီးကတိုင်မခံရခင်ကဆိုကျုပ်ကွန်းရဆိုင်ကိုနေ့လယ်တိုင်းပတ်စံတောင်းနေကြကျုပ်လဲကျုပ်တက်နိုင်တဲ့လောက်ဆဲပြားတက်မှတ်ထည့်လိုက်တာပဲနေ့တိုင်းတွေ့မြင်နေကြမို့ကျုပ်လဲသူ့အတွက်ဘယ်စိတ်ကောင်းနိုင်ပါမလဲနောက်ပြီးအတုပါပို့တယ်ဆိုတာကြံရစ်သူတွေကတေးတဲ့သူအတွက်နောက်ဆုံးပို့ဆောင်နှုတ်ဆက်ရတဲ့အလုပ်မဟုတ်လားဒါပေမဲ့တညက်နေကုန်လို့ ဒီနေ့မနေ့သားရောက်လာတယ်။ဘာတဲ့င်းမှထုတ်မကြရဘူး။အရက်ထဲကတခြားသူတွေအတုပလိုအတုပဖိတ်စာဆိုတာကတော့ဝေးပါသေးတယ်။ကိုညာနေရာလောက်ဗျာ။တွေ့နေတော့ဆရာလေးကိုအေးဖေးကြောင်းသွားရင်ကိုညာဝင်းဝယ်တာနဲ့ကျုပ်အတွေ့အစာပြတ်သွားတယ်။ဆရာလေးကိုအေးဖေးဆိုတာကျုပ်တို့အရက်ထဲကပါပဲ။မူလာတန်းပြဆရာပါ။ကုန်းကြိုက်တယ်လို့ကျုပ်ဆိုင်ကနေနေတိုင်းကုန်းရဝင်စားနေတဲ့ကျုပ်ဖောက်တဲ့တယောက်ဆိုပါတော့ ရရေးရွာရေးစိတ်ဝင်စားပြီးဥဆောင်ဥရွက်ပြုတ်တတ်တဲ့သူပါအလောင်းကရင်ခွဲရုံမှာထားလို့နေမှာပေါ့တော့တချို့လည်းအိမ်ပြန်သေးမနေပဲအဲ့ဒီကနေတင်ကြိုင်တန့်ချကြတာပဲမဟုတ်လားလိုက်ဖို့ခြင်းတဲ့သူတွေအဲ့ဒီကနေလိုက်ဖို့ပေါ့ဆရာလေးကိုရီဖေကိုကိုညာရာပေးနေတော့ဆိုင်ကိုဆေးလိတ်လာဝင်နေတဲ့မိန်းကလေးတယောက်နဲ့ကြုံမိမတို့ပြောနေတာကိုကြားရတယ်။ဘာလဲဗျဒေါ်ဆံမဲကြီးလား ကျုပ်ကမ်းပေးတဲ့ကွန်ရာယူရင်ဆရာလေးကိုရီဖေကကျုပ်မိမပဲမေးဆက်ပြီးမေးလိုက်တယ်။သူ့အလောင်းကတာဝန်ယူပြီးချမဲ့ပိုင်ရှင်မရှိလို့ဆေးရုံကနေတဆင့်ဆေးကြောင်ကိုလွှတ်ပေးလိုက်တယ်ဗျ။ဆေးကြောင်သားတွေခွဲစိတ်လိလာဖို့ပေါ့ဗျာ။အဖွားကြီးအလောင်းကပိုင်ရှင်ကိုမရှိဘူး။ကိုသိန်းတူးကလည်းတာဝန်မျိုးဘူးလေ။ဆရာလေးကိုရီဖေကပြောလိုက်တယ်။သူကတော့ကြောင်းဆရာဆိုတော့မျက်စိကျဲနားကျဲတယ်မဟုတ်လား။ကျုပ်တို့ထဲအကြမြင်ဖို့တူတာများတာပေါ့။ဟမ်အဲ့ဒီလို့ဆို တရဏဂုံလေးပါလိုက်တော့မတရတော့ဘူးပေါ့ကို့တူသားတယောက်လုံးရှိပါရဲ့နဲ့တီတာတောင်မှလူလိုမသေးရပဲခွေးသေးဝက်သေးတရသေးတယ်နော်ဆေးလိမ်လာဝဲတဲ့မိမကြီးကစုတ်တတတ်နဲ့ပြောတယ်အေးပေါ်ဗျာလောဘမောဟတွေပိတ်ဖုံးနေတော့လေလူတွေမှာအကျဉ်းနာတရားတို့ဂိယုနာတရားတို့မရှိကြတော့ဘူးပေါ့ဒီလောက်ထိမြင်နေဖို့တော့မကောင်းဘူးပေါ့ဗျာကို့တော်တယောက်လုံးမဲ့ဥစ္စာ အတူပါကိစ္စလောက်ကတော့မသားအိမ်ဖဲဝိုင်းထောင်တာနဲ့ရပါတယ်။ဆရာလေးကိုအေးဖေထွက်သွားပြီးတဲ့အချိန်ကျုပ်တို့ဒီအကြောင်းပဲဆက်ပြောပြကြတယ်။ကိုသိန်းတို့တို့လည်းများကိုတရက်ွက်လုံးကအော့နှလုံးနားနေကြတယ်။မတကားဗျာအတူပါကြိတ်ကုန်မှာမို့သူမချချင်တာအလောင်းပိုင်ရှင်အမိခံပြီးစေးချောင်းလှူလိုက်ရင် ဖြစ်တဲ့ဥစ္စာဒါဆိုဘသူကကဲ့ရဲ့မှာလဲအဲ့လိုလှူလိုက်ရင်သတင်းစာထဲတောင်းပါခြင်းပါအောင်ပါအခုဟာကအလောင်းပိုင်ရှင်အမိတောင်မခံဘူး ဒီလူကတကယ့်ကိုအတ္တသမားဗျသူ့အတွက်အကျိုးမရှိရင်ဘာမှမလုပ်ဘူးကျုပ်ဆိုင်ပြီးဘန္ဒာပင်ရိတ်မှာစိုက်ကားထိုးထားတဲ့စိုက်ကားဆရာကိုပိုးအောင်က ပြောလိုက်တယ်ဟုတ်တယ်တကယ်လဲကိုသိန်းတို့တို့လို့ပုံလူမမဆန်ပဲပြန်မထတာကြပြီဖြစ်တယ်လ ినా ယောကပြန်ထလို့ညကမအေးရဘူးဘယ်လူညာလှိမ့်နေတညလုံးလှိမ့်ဩနေရတယ်ဂျဲလ်မဲဆေးပြားနှစ်ပြားတောက်လိုက်မှတဖြည်းဖြည်းတက်သားလာပြီးနေသာထိုင်သာရှိလာတယ် လမ်းထိပ်ကင်းတဲ့စီကမနဲ့၃နာရီတန်ချောင်းခောက်ပြီးမှမိကနေအိတ်ပြောသွားတယ်။ဒါကြောင့်ဒီနေ့မနဲ့ကျုံတို့တော့၁၀နာရီတောင်ထိုးပြီးနေပြီ။နေလဲခက်ကြကြပိုးနေပြီ။ကျုံမိမတောင်ဆိုင်သွားဖွင့်မိမို့မရှိတော့ဘူး။ဒါကြောင့်ကျုံလဲခတ်တုတ်တုတ်မျက်နှာတက်ပြီးဆိုင်ဘက်ထွက်လာခဲ့တယ်။ကျုံလမ်းပေါ်ရောက်တော့ကိုသိန်းတို့တို့အိမ်မှာလူတွေရုပ်ရုပ်တဲတဲနဲ့ဆူညမ်းနေတာတွေ့ရတယ်။အိမ်ရှိမှလဲအလောင်းကိုဂရင်တလုံးနဲ့ပြင်လို့ အရက်ထဲကလူငယ်တချို့ကမန်းတန်ထိုးဖို့တိုင်ဆိုင်ရအောင်အိမ်ရှိမှကျဉ်းကျူးနေကြတယ်။ရုတ်တရက်ကျုပ်မျက်စိကိုတောင်ကျုပ်မယုံသလိုဖြစ်ပြီးပုတ်ကြည့်မိတယ်။ကျုပ်ကိုသိန်းတို့တို့အိမ်ရှိအရာအမလီအကြီးရဲ့ကျုပ်တို့ကိုပြစ်သွားပြီလားအကြီးရဲ့အကြီးစင်စင်ရဲရဲနဲ့တေသွားရကျုပ်တို့ကြာဟောဒီအမိုက်မာကြောင့်ဆိုတဲ့အုံငိုတန်ကိုကြားလိုက်ရတယ်ကိုသိန်းတို့မိမမဆိုင်သေးရဲ့အတန်ပါ ရုတ်တရက်ကြုံနားမလဲနိုင်အောင်ဖြစ်သွားတယ်။အဖြစ်အပျက်အပြောင်းလဲတွေကမြန်ဆန်လွန်းလာတော့ဘယ်လိုလုပ်ပြီးကြုံနားလဲတော့မှလဲ။မနေ့ကမှသူတို့ကတာဝန်မယူနိုင်ဘူးဆိုလို့စေယုံကစေချောင်းကိုလက်ပြောင်းပေးလိုက်ရတယ်လို့ဆရာလေးကိုအေးဖေကပြောသွားတယ်မဟုတ်လား။ဒေါ်ဆန်မေကြီးအလောင်းပြန်တယ်လာပြီလေ။တွေးခဲ့တယ်မဟုတ်လား။ဆိုင်ရောက်ရောက်ချင်းပဲကြုံမိမာကစီမိတယ်။ကျုပ်တည်ကျင်နာတွေမိမယ်အလုံးမှာကျုံမိမာကဆက်ပြောလိုက်တယ်။ ဆေးကြောင်းကိုလွှဲပေးပြီလို့ဟိုက ပြန်ယူခွင့်မပေးဘူးတဲ့အဲ့ဒါမနေ့တောင်းမှန်ပြီးယူခဲ့ရတယ်လို့ပြောတယ်နေပါဦးအစတုန်းကသူတို့ပဲတာဝန်မယူလို့ဆေးကြောင်းကိုပို့လိုက်ရတာမဟုတ်ဘူးလားခုမှဘလို့ဖြစ်ရတာလဲကျုပ်အတိအကျဆုံးမေးခွန်းကိုမေးလိုက်တယ်ကျုံနားမလဲနိုင်တာကဒါပဲဟိုတုန်းကတော့လုံးဝပြစ်ထားပြီးမှဒီလောက်မြန်မြန်ဆန်ဆန်ကြီးပြောင်းလဲသွားတာကိုအံ့ဩမိလို့ပါသူတို့လည်းစိတ်ပြောင်းသွားလို့နေမှာပေါ့တော့ဘေးဘက်ဝင်ချင်းကအလုံးဝိုင်းကြရကြတော့လဲ သူတို့ကိုယ်ကိုဘယ်နေတာပါတော့မလဲလူမြင်ကောင်းအောင်တော့လုပ်ရတော့တာပေါ့သူတို့ကိုယ်ကလိုလိုပါတော့ဒီအတုပါကြီးကလေးကိုမြင်းနေလို့ဆရာလေးကိုအေးဖေးမနေ့ကပြောတယ်လို့အတုပါကြီးလောက်ကတော့မသာအိမ်ဖဲဝိုင်းထောင်ရုံနဲ့ရပါတယ်ဒေါ်ဆန်မဲအတုပါကိုနှည့်ရထားတယ်အများမျောလင့်ထားတယ်လို့ဖဲဝိုင်းမခံပါဘူးအရက်ထဲကတချို့တလေကအတူပါဇေယျရအောင် ဖဲဝိုင်းခံမှုကိုသိန်းတို့ကိုဝိုင်းတိုက်တွန်းကြတာဒါကိုသိန်းတို့ကညှင်းလိုက်တယ်လို့ကြားရတယ် ဖဲဝိုင်းခံလို့ရရင်ငွေနဲ့တော့ကျုပ်အကြီးလေးကိုမတကြိုချင်ပါဘူးဗျာလို့တောင်းပြောတယ်ဆိုပဲဖဲဝါဒနာပါတဲ့လူတချို့ကတော့ကိုသိန်းတို့ကဝိုင်းမဖွဲ့ဖြစ်အောင်တောင်းမှန်ထားတယ်တဲ့အခုမခံဘူးလုံနေလို့တောင်းဒီလောက်တော့လက်ခံပါလို့ဝိုင်းပြောကြတယ်ဆိုပဲအပြောင်းလဲကြီးပြောင်းလဲသွားတဲ့ကိုသိန်းတို့ကိုအလုံးကဝိုင်းပြေးချီးမွမ်းကြတယ်အတူပါလာမေးကြတယ်မိမချင်းချင်းတောင်းလက်တို့ပြေးဒီလိုဆိုတော့လေမဆိုးရှာပါဘူးအေးလို့ပြောอยู่ရတယ်တဲ့ အတုပါချတော့လဲစီစီကားကားပါပဲတရက်ကွက်လုံးကဒေါ်ဆန်မေကြီးကိုတနာနေကြတာဆိုတော့တော်တော်များများလိုက်ပို့ကြတယ်ကာရန်ကြီးကိုအရှိကြီးပဲကျုပ်တို့တောင်အဲ့ဒီနေ့ကညနေပိုင်းဆိုင်ပိတ်ပြီးလင်ရောများရောလိုက်ပို့ပြကြတယ်ဒေါ်ဆန်မေကြီးရဲ့နောက်ဆုံးခီလည်းဖြစ်မသားတစ်ခေါက်ကျောင်းဆယ်ကောင်ဆိုသလိုတရားတန်ဝေကလေးလေးယူရင်ဆိုပါတော့ခုတော့လေဒေါ်ဆန်မေကြီးဆုံးတာရှစ်လကျော်ပါပြီဗမာစီနဲ့ကိုနေရာလောက်ဗျာ ဆရာလေးကိုအေးဖေကျောင်းကပြန်ကွန်ရဝဲတာနဲ့ရာပေးနေတော့ကျုပ်ဆိုင်ရှိကလူတယောက်ဆိုင်ကယ်တပုတ်ပုတ်စီးသွားတာနဲ့လှန့်ချင်မိတယ်။ကျုပ်တို့လိုစင်ကြီးပုံးရက်ွက်မှာဆိုင်ကယ်စီးတဲ့လူကရှားတာကိုနောက်ပြီးခုဆိုင်ကယ်ကတော်တော်အစ်သေးတဲ့ Honda အယောင်ခက်လက်လက်ရှိသေးတယ်။စီးသွားတဲ့လူကိုမြင်လိုက်တော့ကျုပ်ပိုးအံ့ဩသွားတယ်။ဆိုင်ကယ်တန်းကြလို့ဘယ်သူများလဲလို့အောက်မိတယ်။ကိုသိန်းတို့ကိုဆရာရဲ့ဒီလူထဲဆိုင်လေးကကြည့်တော့ဒါဘာမှမဟုတ်တယ် ဆိုင်ကယ်တွေဘာတွေတောင်စီးလို့ပါလားကျုပ်တအံ့တော်ပြောလိုက်မိတယ်ကျုပ်ကသာတအံ့တော်ပြောလိုက်ပြီမဲ့ရှာလေးကိုအေးဖေကတော့အံ့ဩတဲ့ပုံမရှိပါဘူးသူပြန်ပြောတဲ့စကားကြောင့်သာကျုပ်ပါဇက်အဟောင်းသားနဲ့ရင်ကနေဖြစ်သွားရတယ်ဆိုင်ကယ်နဲ့ဘာနဲ့ဖြစ်မှာပေါ့ဗျာဒေါ်ဆန်မကြီးကားတိုက်လို့ဆုံးသွားတာနဲ့ပတ်သက်ပြီးအစိုးရစီကအသက်အမကန်ကြီးတထောင်ရလိုက်တယ်လीတိုက်တဲ့ကားသမားစီကလည်းရောကြီးငွေ၈၀၀၀ရလိုက်သေးတယ် ဒေလူကဓာရီမြင်လို့စိတ်ကြောင်ရောက်ပြီးမှဒေါ်ဆိုင်မဲကြီးအလောင်းကို အတင်းပြန်ယူပြီးအတူပါပိုင်ရှင်လှုပ်လိုက်တာဗျမဟုတ်မဖြစ်ဝေးပါသေးကျော်စွာထက်တပင်မဂဇင်းအေဘီလာ1985ခုနှစ်နားဆင်အပိတ်ခဲ့ကြတဲ့သူအားလုံးကိုຫນွေဦးနရတိန်ချန်နယ်ဝမ်းတော်သားအားလုံးကကျေးဇူးအများကြီးတင်ပါတယ်ရှင်